ဘဝမှာအောင်မြင်ဖို့ဆိုတာစူးစမ်းမှုနဲ့စီကံတဲ့ချနေထိုင်တတ်မှုပေါ်မှာမူတည်ပါရဲ့ဘဝမှာအောင်မြင်မှုဆိုတာစူးစမ်းမှုနဲ့စီကံတဲ့ချနေထိုင်တတ်မှုပေါ်မှာမူတည်ပါရဲ့လူငယ်တွေအနေနဲ့နေစဉ်ဘဝမှာလိုက်နာတဲ့နဲ့အလေးချိန်ကောင်းလေးရှိပါရဲ့ အောင်မြင်တဲ့လူပဲလိုက်နာလေးရှိရဲ့အလေးချက်ငါကိုပြောပြပေးမယ်။နံပါတ်၁မနက်ဆော့ဆော့ထခြင်းမနက်ဆော့ဆော့ထခြင်းကတနေ့တာကိုစီစဉ်ပြီးအာယုံစူးစိုက်မှုရှိအောင်စတင်ဖို့အခွင့်အရေးပေးပါရဲ့။လူငယ်တွေအနေနဲ့မနက်၅နာရီဒါမှမဟုတ်6နာရီလောက်မှထပြီး ကိုယ်ရည်မှန်ချက်တွေကိုပြန်သုံးသပ်ကြည့်တာတရားထိုင်တာလုပ်နိုင်ပါတယ် Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook ဟာမနက်၄နာရီခွဲမှထပြီး email တွေဖတ်အားကစားတွေလုပ်ပြန်ဆိုပါတယ် the 7 am club sauma ruben sharma ka le မလန်စောစောထလာလာအောင်မြင်မှုရဲ့ပထမဆုံးအဆင့်ကိုဖော်ပြထားပါတယ်။နံပါတ်1စာဖတ်ခြင်းစာဖတ်ခြင်းဟာအသိပညာကိုတိုးစေုံသာမကစိတ်ကူးစိတ်တန်တွေကိုပိုကျေပြန့်လာစေပါတယ်။လူငယ်တွေအနေနဲ့နေ့စဉ်မိနစ်30လောက်စာအုပ်တအုပ်ဥပမာကိုယ်ပိုင်ဖွံ့ဖြိုးရေးစီးပွားရေး တမိုင်းအဖို့အချိန်ပေးတင်ပါတယ်။တန်းကျဲတထေဝါလင်ပါဖတ်ခါသူ့ရဲ့အောင်မြင်မှုဟာစပတ်ချင်းချောင်းလို့ဆိုပါရဲ့။သူကတနေ့ကိုစာမျက်နှာ900လောက်ဖတ်တယ်လို့ပြောဦးပါရဲ့။ The power of happy စာဟောဟာကာလီဒူဝင်းကစာဖတ်ခြင်းက own now ကို အားကောင်းစေရလို့ဖော်ပြထားပါရဲ့အမှတ်တော်ကိုလက်လှူရှာမှုလှုပ်ခြင်းကိုလက်လှူရှာမှုကကျမ်းဖာရေးကိုထိမ့်ပင်းယုံတာမကောင်းစိတ်ဓာတ်ကိုပါထက်ကြွစေပါရဲ့လူငယ်တွေအနေနဲ့ဒီနေ့စအနည်းဆုံးမိနစ်20မိနစ်30တော့လမ်းလျှောက်တာအားကစားလုပ်တာယောဂလေ့ကျင့်တာမျိုးလုပ်သင့်ပါရဲ့ the vagina crew ရဲ့တည်ဆောက်မှုတည်ထောင်မှုတည်ထောင်သူ Richard Branson ကသူ့ရဲ့အောင်မြင်မှုဟာနေ့စဉ်အာခတလောက်တာကြောင့်ဆိုပါတယ် Space အောင်မှာ John Redden ကလည်းကိုလတ်လှုပ်ရှားမှုကအာယုံစူးဆိုင်မှုနဲ့စိတ်ခွန်အားကိုတိုးစေတယ်လို့သက်သေပြဟိုင်းနံပါတ်၄ ရေပန်းချက်ချမှတ်ပြီးစီစဉ်ခြင်းအောင်မြင်ဖို့အတွက်ရှယ်လင်းတဲ့ရေမှန်းချက်တွေလိုပါရဲ့လူငယ်တွေအနေနဲ့နေ့စဉ်မနက်ခင်းမှာဒီနေ့လုပ်ရမယ့်အလုပ်၃ခု၅ခုချရေးပြီးတော့အဲ့ဒီအတိုင်းလုပ်ကြည့်ပါဥပမာစာမေးပွဲအတွက်ပြင်ဆင်မယ်မိသားစုနဲ့အချိန်ဖြစ် စသဖြင့်ပေါ့ Tesla နဲ့ SpaceX ရဲ့ CEO Elon Musk ဟာသူ့ရဲ့ရည်ပန်းချက်တွေကိုအသေးစိတ်ခွဲခြမ်းပြီးတော့ရှင်းရှင်းတတ်သူပါ Gathering Thing Dam ဆောင်မှာ Jeff Allen ကလည်းရည်ပန်းချက်ချရတာအသေးစိတ်ခွဲခြမ်းပြီးတော့ရှင်းရှင်းတတ်သူပါ ထိချုပ်နိုင်စံပေးရလို့ဆိုလိုရယ်နံပါတ်5ကျေးဇူးတည်တဲ့ခြင်းကျေးဇူးတည်တဲ့စိတ်ထားတာခံစားမှုကိုအေးချမ်းစေပြီးအပြုသဘောဆောင်တဲ့စွမ်းအင်တွေပေးပါရင်လူငယ်တွေအနေနဲ့နေ့စဉ်အိယာမဝေခင်ကို့မှာရှိတဲ့အရာသုံးခုကိုချရေးပြီးတော့ကျေးဇူးတင်ပါဥပမာမိသားစု တငယ်ချင်းကျမ်းပါရဲ့စကားဖြင့်ပေါ့အိုပရိုင်ဝစ်တင်ဟာသူမရဲ့အောင်မြင်မှုဟာကျေးဇူးတစ်တက်တဲ့အလေးအချင်းကြောင့်ဆိုပါရဲ့တမက်ချစ်စာအုပ်မှာရူနီဂရန်နီဟာကျေးဇူးတစ်တက်ခြင်းကဘဝမှာအောင်မြင်မှုတွေ ဆွဲဆောင်ပေးတယ်လို့ဖော်ပြပေးထားပါတယ်။ဒီလေးကျင့်ကံ၅ခုကိုလူငယ်တွေအနေနဲ့နေ့စဉ်အစစ်ဆန်းလောက်ကြည့်ပြီးတော့ကိုယ့်ရဲ့အစဉ်ပြေတဲ့ပုံစံအဖြစ်ကြောင်းလဲလိုက်ပါ။အောင်မြင်တဲ့လူတွေရဲ့ဘဝကိုကြည့်ဂီလိုစီကန်ရှိတဲ့အလေးချက်တွေကသူတို့ကို ထိတ်ဆုံးရအောင်တွန်းဖို့ပေးခဲ့တာပါတန်းချက်တထွေ just please all ဟာလေ you are trash not you constant bezor ကလည်းမင်းရဲ့အောင်မြင်မှုရဲ့အခြေအနေတွေကိုဆုံးဖြတ်တာမဟုတ်ပဲမင်းရွေးချယ်မှုတွေကဆုံးဖြတ်တယ်အဲလို့ပြောဘူးတယ်ဒါကြောင့် ဒီအလေးကျင့်တွေကိုရွေးချယ်ပြီးအောင်မြင်မှုစီကိုရှောင်နိုင်ကြပါသင်ရင်ကျင်းတွေကိုလည်းနှမ်းရှယ်ပေးပါ